တောင်းရှာတတ်တယ်ဘူးဆောက်ယူလာအေးတတ်တယ်ဘူးတောင်းပေးထားလေတတ်တယ်ဘူးတောင်းပေးထားလေတတ်တယ်ဘူးပေးပါတောင်းပေးလေတတ်တယ်ဘူးကျွန်တော်တောင်းပေးချင်းရပြဆားရချင်းရပြတတ်တယ်ဘူးမေးတတ်တယ်ဘူးမေးမေးစရာမလိုဘူးငါခုတတ်တယ်ဘူးဘူးဘူးကျွန်တော်ခုတတ်တယ်ဘူးဖုံးဆက်ပါဆက်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 ဘူးမူဝင်လေအောင်ကျွန်တော်ဖုံးဆက်ပါဆက်ဆက်ခုဆက်ပါခုဆက်ပါပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘူးပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းကြည့်စုစစ်ကတော့လုံးတော့ဟဲ့စစ်သားစစ်တွေဘာလုံးနေလဲပြောရဲစစ်တွေဘာလုံးနေလဲ ်တယ်ဘယ်ဆက်ခစ်ဆက်တယ်အခုဘယ်နဲ့လဲငါဖြည့်နေတာကြာပြီရအောင် C2 ဟုတ်ပါဘူးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောလေဆိုင်နဲ့ကောမကဲရရအောင်မနော်ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနိုင်လားစောက်ရှုဖို့ insert ဖြစ်ကွာနော် insert ဖြစ်ကွာအဲ့တော့ကကြည့်ကြည့်နေလားစောက်ပါလာလာဝရတယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစတယ်ကိုပြောတာစတော့ရောက်ဟိုခွဲကြပြန်မယ်တော့ကိုကတုံးတက်လိုက်တယ်သူလည်းကောင်းပါတယ်အဲ့ဒီကိုမူလည်းချက်ချင်းလည်းငင်းတောင်းမှန်တယ်နော်တောင်းမှန်တယ်တောင်းမှန်တယ် တောင်းမှန်တာတောင်းမှန်နော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ပုံကတကယ်တော်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာသူကအခုအမအကိုတူတီးလို့တောင်းမှန်တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပိတော့လုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့ဒီတော့စာရိုက်လဲစီပြီးပြီတဲ့အခုဦးတော်ယူထွေးရဖန်ခံရတော့ဘာမှမယူမွေးဘုံကြီးရဲ့အခုဘုံကြီးပေးလိုက်ပါဦးနဲ့လူတို့တဲ့အာဦးစင်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ယူစင်စစ်မှုထားဥပဒေနဲ့ပတ်သက်ဥပဒေပေါ့ဗျာနော်အကောင်တုံးတက်လိုက်တဲ့အခါမှာ ဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဘာဦးစင်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဆိုတော့အဲ့မှာဦးစင်တို့စီဒီစာရောက်လာတဲ့အခါမှာအရှင်ရရှင်းရှင်းလေးအကောင်လုံးတုံးတက်ပြီးတဲ့အခါမှာဦးစင်ကအခုအမှုကဘလို့ဘလို့ပတ်စံယူလဲဆိုပြီးလောက်အောင်မှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့တော့နာမည်မပါဘူးလေတက်ကြီးတစ်လုံးလို့ပြောလိုက်တာ ਉਹ အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်တို့လည်းတောင်းပန်ပြပါမယ်လို့ ီ900ငါးလည်းမဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းတွေပဲလို့ကြေးမှာပေါ့ဒါလည်းဥစဉ်ပြောပြလိုက်တယ်ဥစဉ်တို့ပတ်သက်စာကောင်းဆောင်နဲ့ရန်ဖြစ်တယ်24နှစ်အရွယ်မှာဖမ်းခံရတယ်ဆိုတဲ့တင်ရမှားတယ်ဆိုတဲ့ကြောင့်ဥစဉ်ပြောချင်တာမလိုက်ဘူးမှုနဲ့ဖြစ်လို့ဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ900ငါးနဲ့မဆိုင်ဘူးဆိုတာဥစဉ်ကပြောချင်တာနော် အကျန်းဖတ်စစ်တပ်ရဲ့မုံရွာနမခမှာခင်လိုင်နဲ့ဒိန်းတောင်တို့ဖြောပြပွဲလုပ်နေခြင်းလုံကြုံရေးအရာဆိုပြီးမုံရွာမြို့ပတ်လည်ကိုလက်နက်ကြီးနဲ့ပစ်တာလေချောင်းကနေဘုံကျဲတာတွေပြုတ်လုခဲ့လို့ပြည်သူနဲ့ဥသေးဆုံးပြီးရှစ်ဦးတန်ရာရအကျန်းဖတ်စစ်တပ်ရဲ့မုံရွာနမခမှာဒိန်းတောင်တို့ဖြောပြပွဲလုပ်နေခြင်းလုံကြုံရေးအရာဆိုပြီးမုံရွာမြို့ပတ်လည်ထိုင်စခန်းတွေဂိတ်တွေကနေကြေးရွာတွေလက်နက်ကြီးနဲ့ပစ်တာ လေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူနဲ့ဥသေးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန့်တည်ရင်းမြစ်တွေကပြောပါတယ်မနေ့က20နှစ်မေတုန်းကမုံရွာနမခမှာပျော်ပွဲရှင်ပွဲရှိတယ်ပွဲမှာခင်းလိုင်းဒိန်းတောင်အပါဝင်ငမြောင်ငါ၆အချို့လည်းပါသေးတယ် ဖြစ်ပုံကသူတို့ပွဲရှိတော့ပွဲကိုလုံခြုံရေးယူတယ်အကြောင်းပြချက်နဲ့စစ်တပ်ကမုံရွာမြို့ပေါ်နဲ့မြို့ပတ်လယ်ထိုင်စခန်းတွေဂိတ်တွေကနေလက်နက်ကြီးနဲ့ပတ်ပတ်လယ်ကိုထုတယ်လေရင်တွေလည်းဝဲပါတယ် yellow fly တွေမဟုတ်ပဲဘုံသီးတွေပစ်ချနေကြဒါ၁၀နှစ်တို့၈တို့ပါလို့ဒေတာခန်တူကပြောပါတယ်မေ၂၂ရက်ညပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နဂါးတွင် ကြေးရွာတဲ့ကနေအိမ်ပေါ်ကိုလက်နက်ကြီးကြိကြပြီးပြည်သူနဲ့ဥပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါတယ် အကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်မဆန်းဘူနဲ့ကိုစိတ်ရှင်တို့နှစ်ဦးရဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲပြီးတေဆုံးခဲ့တာပါစစ်ခွေးတတိုက်နဲ့ဒီကောင်တွေဟီလာဝါလာလုံနေခြင်းပပတ်လေကငါတို့တွေမှာလက်နက်ကြီးပဲချိန်ခေါင်းပေါ်ကြားလာမလဲဆိုတဲ့စိတ်နဲ့တညာလုံးနေခဲ့ရတယ်ခေါင်းပေါ်ဖြစ်ပြန်နေတဲ့လက်နက်ကြီးတွေကြားတညာလုံးငိုဟဲရီဟဲကုံဆုံးခဲ့ကြရတယ်လက်နက်ကြီးကြပြီးတေသွားကြတဲ့ပြည်သူတွေ ။တန်ရာရလက်လုတ်လက်စားပြည်သူတွေအများကြီးရှိတယ်။မိမထားဖို့ကခင်လိုင်းဒိန်းတောင်လူကိုအားပေးခဲ့တဲ့ထဲမှာလက်လုတ်လက်စားပြည်သူတွေအများကြီးပါတယ်။စကိုင်းကပြည်သူတွေအများကြီးပါတယ်။ထမင်းကောင်းကောင်းစားနေရတာအိမ်ကောင်းကောင်းနေနေရတာဝတ်နိုင်စားနိုင်နေတာ။ပြည်သူအားပေးမှုကြောင့်လာငှားတဲ့သူတွေရှိလာလို့ရလာတဲ့ပတ်စံနဲ့နေနိုင်စားနိုင်နေတာမမေ့ဖို့တော့လို့အဆိုပါဒေတာခန်ကဆက်ပြောပါတယ်။အမျိုးများလုံးမင်္ဂလာပါဗျ။ ဒီနေ့က23ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျ။ဦးဇင်းတို့မိထီလာမှာဖြစ်သွားတဲ့မလိုင်ရဘုံမှုနဲ့ဟိုမလိုင်ဘုံမှုနဲ့ဒီမိထီလာကပတ္တလကောင်းဆောင်ဇုံထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြချင်လို့ပါကြနော်။ဘာပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲ line ပေါ်မှာကနော်ဒုဗိုလ်မူကြီးဝေဖြူအောင်ပေါ့နော်ဝေဖြူအောင်နဲ့မလိုင်ကဟိုပါပေါ့နော်ဇောထွင်းတို့ရဲ့ဖြစ်စဉ်က ဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000ထဲမှာ25ကနေဖြစ်တာနော်29ရက်အဲ့ဒါဖြစ်တယ်ပေါ့ဗျာအဲ့ဒါဖြစ်တော့ဖြစ်ဖြစ်ချင်းတော့ဒီမှာဥစဉ်တွေဒီတို့ရဲ့တရားတော်ကိုထွင်းလို့ရဲ့ဒါဆရာတော်ကတော့တောင်းတလေးဆရာတော်တောင်းတလေးဆရာတော်ဖြစ်တယ်ဥစဉ်ရဲ့ဖုန်းနံပါတ်ကိုမယူမွေကနေတစင်ပေးလိုက်ပုံကြမယူမွေကနေမှတစက်စစ်တယ်တက်တဲ့ခါမှာအကျိုးအကြောင်းပြောပြတယ်ပေါ့အကျိုးအကြောင်းပြောတာဗီဒီယိုဖိုင်လေးဥစဉ်စီပို့လိုက်တယ်နော်တို့ဆရာတော်စီလည်းပို့ရေးပို့မှာပေါ့နော်အဲ့ပို့လိုက်တဲ့အခါမှာဥစဉ်ကနေမှ တော့ကိုလုံးတုံးတက်လိုက်တယ်။အုပ်ပြီးတာဘုံမှုမသွားကြီး။ဘုံမှုမသွားကြီးဖြစ်တဲ့တော့ကြောင့်ပမလိုင်ကဘုံမှုစီဥစဉ်ချက်ချင်းဖုံးဆက်တယ်။နော်မလိုင်ဘုံမှုစီကိုဆက်တယ်။ဒကာကြီးဒါတော့ဒါလုံးမထီလာမှာဒါလုံးလုံးဖြစ်သွားတယ်။ဒီဖြစ်စင်မှာတော့ဒကာကြီးမူးလိုပဲဖြစ်ဖြစ်ဒကာကြီးအကြောင်းမူးကြောင့်ဘလို့ပဲဖြစ်ဖြစ်ဖြစ်စင်အလုံးကိုတုံးတက်လိုက်မယ်ဆိုရင်ဒကာကြီးမားတယ်။ဒကာကြီးမားတယ်။အဲဒကာကြီးမားတဲ့အတွက်ကြောင့်ဒကာကြီးတောင်းပန်ရမယ်။ချင်းချင်းနေမကောင်းဘူး။နော်။သူလည်းကောင်းပါလေ။အဲ့ဒီဘုံမှုလည်းချက်ချင်းလည်းငင်းတောင်းပန်လေ။နော်။တောင်းပန်လေတောင်းပန်လေ။ တောင်းမှန်တာတောင်းမှန်နော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ဘုံကတကားတော်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူဒီကမိထီလာကတတ်နိုင်မှုတတ်နိုင်မှုဒုတတ်နိုင်မှုအစင်းတော့ရှိမှထင်းတယ်နော်အဲ့ဒီတက်သေးကဒကာကြီးကိုလည်းဥစ္စာဖုံးလိုက်တယ်ဒကာကြီးတော်တော်လို့ရှိတယ်နော်အယုံမှတောင်းမှန်မှုကတော့မလန်းဘုံကလာမယ်အဲ့ဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါအဲ့ဒကာတော်သူထွေးနေနေဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာက ဘာကြီးရဲ့လို့အချင်းချင်းမှာသူကပဲဗျာမှားတယ်မှားလို့ဝင်ခံတယ်ကွာရန်သူတွေမှမဟုတ်တာမိတ်ဆွေတွေပဲအဲ့တော့မင်းသူကသူကမင်းကိုလူတီးလို့တောင်းမှန်တာပဲဖွင့်လို့ပေးလိုက်ပါအာတပိတော့လုံးဝဖွင့်မလို့နိုင်ဘူးဗျာတဲ့ဒီတော့စာရိုက်လက်စီဗီဗီတဲ့နောက်ဆုံးနောက်ဆုံးကဒကာကြီးရဲ့လို့အတက်နေရတယ်တစ်ဆင်းတောင်းမှန်ခိုင်းမှာတော့တွားပြီလို့တောင်းမှန်တယ်အဲ့ဖွင့်လို့မဲ့ဘာညာတော့မလို့အထက်ပဲစာတင်မယ်ပေါ့ဗျာလူတင်တဲ့စာတွေကိုလည်းဥစဉ်စီကိုပို့ထားတယ်ဒီတိုက်တင်မှာပေါ့နော်အဲ့ဥစဉ်နဲ့လုံးဝဆက်ရွယ်လို့မရတော့လူတောင်းတာလေးနဲ့ပဲတိုက်မယ်မှာပေါ့တောင်းတာလေးနဲ့ပဲလုံးမှာပေါ့တို့တို့ဆရာအဲ့ဆိုရင်ခင်ဗျဘာဖြစ်လို့ကျုပ်စီကိုဖုံးဆက်နေရတော့လို့တောင်းတာလေးရှိနေရဘာဖြစ်လို့ကျုပ်စီကိုဆက်ရွယ်နေရတော့လို့ တို့ကအချင်းချင်းနေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးအပြည့်ပြတ်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့ဟာဥစဉ်နေဆက်တော်မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးစောယူထွေးရဖန်းခံရတော့ဒါကနာယူမွန်ရဘုံရဲ့ကကိုကြီးပေးလိုက်ပါဦးနဲ့လို့တဲ့အာဥစဉ်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ဒီဥစဉ်စစ်မှုထားဥပဒေနဲ့ပတ်တဲ့ဥပဒေပေါ့ဗျာနော်အကောင်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဒါဥစဉ်တုံးတက်ပြီလေ ဘာဖြစ်လို့ငိုင်းအောင်လဲဆိုရအောင်ဆိုတော့အဲ့မှာဥစဉ်တို့စီဒီစာရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေးအကောင်လုံးတောင်းတပြီးတဲ့အခါမှာဥစဉ်ကသူ့ရဲ့ကိုယ်စော်ထွန်းအမကလည်းဆက်တွေ့တယ်ဒကမာကြီးဒီတက်မှာတရားတေကနေဥပမာကိုကြပါဆိုဗျာလို့တရားတေကနေခမရဗျာလို့ဒီရဒီလူစီဥပဒေနဲ့ပြထိုင်းနဲ့ဘာညာစားတယ်လန်စားတယ်ဘာဆိုရင်တော့မှဗျာလို့ခမအဲ့ဒီဘဲခုမှုကစားတယ်ဘဲခုမှုကဘလို့ဘလို့ပတ်စံကြီးလဲဆိုပြီးလောက်အောင်မှာလို့ အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမကြည့်ဘူးလို့အဲ့လိုဘာလို့လဲဆိုနာမည်မပါဘူးလေတက်ကြီးတက်လုံးကိုပြောလိုက်တာဟုတ်အဲ့လို905နဲ့ဆွဲရဆွဲတော့ဦးစင်းတို့လည်းတောင်းပန်ပေးပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီတရားကြီးတွေကိုလည်းသူတောင်းပန်တော့ချင်းချင်းနေပဲလို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ်ဒေါက်တာလေးဆရာတော့ဦးစင်းဆက်တဲ့အခါမှာလည်းဒေါက်တာကြီးအဲ့လိုဟာရှိတယ်တကယ်လို့ဘုံမူဘဒူကဘဒူကလန်စားတယ်ဘုံမူဘဒူကစစ်မှုထမ်းဥပဒေမှာဘလောက်ဘလောက်ယူလဲဆိုရင်တော့တပြည့်တော်ကဒီ905ဥပဒေနဲ့မညီဘူးဖေရလို့ အဲ့လိုမဟုတ်ဖ ೇನೆ နာမည်မပါဘဲနဲ့တက်ကိုရေးလိုက်တယ်ဆိုတော့ဒီတန်တပြို့လိုညှိနိုင်တဲ့အနေထားရှိတာပေါ့လို့အဲ့တော့တပြို့တို့ဗျာလို့လောက်လားအရှင်းရှင်းလေးဥစဉ်တော့ကာယနာရှင်သွားပြီးတောင်းမှန်မယ်တောင်းမှန်လို့မရရင်လုံတင်လုံတိုက်တာ လုံမယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားရှင်းရှင်းနေရန်သူမဟုတ်ဘူးဒါနဲ့အခုပြောတာနဲ့ပတ်သက်ပြီးအားလုံးကပြည်သူစေအားလုံးဥစဉ်ကိုမုန်းကြီးမုန်းလိုက်မယ်ဒါဥစဉ်အမှန်တရားအမှန်တရားကိုပြောတာတချို့တင်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုအဲ့မလိုက်ရဘုံမှုကလည်းမလိုက်မှနာမည်ကောင်းရှိလားဆိုမလိုက်မှနာမည်ကောင်းမရှိဘူးနော်အဲ့ဒီဘုံမှုကဥစဉ်လိုက်စရာလည်းအကြောင်းမရှိဘူး လိုက်လိုက်เสียရလဲအကြောင်းမေးတာဥစ္စာအမှန်တရားကိုပြောပြချင်းဖြစ်တယ်မလိုက်မှလည်းသူနဲ့ပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူးเนาะဒါမလိုက်ရင်ပြည်သူလူထုရဲ့ပြောစကားပေါ့ဗျာအချို့ကဒီမလိုက်ဘုံမှုနဲ့ဥစဉ်တို့ဘတ်တာစာကောင်းဆောင်နဲ့ရဖြစ်တယ်24နှစ်ရွယ်မှာဖန်ခံရတယ်ဆိုတဲ့တရင်ကမှားတယ်ဆိုတဲ့အကြောင်းဥစဉ်ပြောချင်တာမလိုက်ဘုံမှုနဲ့ဖြစ်လို့ဖန်ခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဥစဉ်ပြောချင်တာနော်29ရက်3လပိုင်း2025ဖြစ်တယ်အခုကက73ရက်5လပိုင်း2025မှာဖြစ်တယ် အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆောင်ဒါနဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့အကြောင်းမှာတော့ကိုမဲရက်ကွက်ကတော့ဒါလေးကိုအမျက်ချော်ရွာတာပေါ့ဗျာဘုံမှုတွေကဘာညာအားနာရှင်းစမ်းနေအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့ तू တောင်းပန်တယ်ဒါတော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရအလုပ်တိုင်မှုတွေရဲ့အလုပ်စစ်တပ်ရဲ့အလုပ်ဘာနဲ့ဒီ905နဲ့ဒီဘုံမှုနဲ့မဆိုင်ဘူးဆိုတော့အဲ့လိုပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာကိုစော်ဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာ ။ဘာလဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဥစဉ်တို့အမြင်တုံးတက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးပါရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဥစဉ်တို့ကတော့တုံးတက်ခြင်းနဲ့မှားတယ်လို့ပဲတုံးတက်ခြင်းနဲ့ကိုစော်ယူထွန်းအနေနဲ့ဘာတစ်ခုမှားရလဲဆိုရင်ဒီတက်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမည်ကိုမထက်တက်နာမည်ကိုဟိုမထည့်တင်တာပေါ့ဗျာနော်တက်နာမည်ကိုဥစဉ်တို့ကတက်နာမည်မထည့်ပဲနဲ့တကယ်လို့များအဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါပါဆိုထည့်လိုက်ရင်ပို့ပြီးမှကောင်းတယ်လို့ဥစဉ်တို့ကတော့တုံးတက်ခြင်းနဲ့ဗျာနော်ဒါဥစဉ်တို့စီမှာကတော့စားရီကတော့အကုန်ရှိပြီးသားပါ အဲ့တော့ဦးဇင်းတို့တက်ရနာမယ်ကတော့တရမက်ရှိလာတက်မှာတရတည်လို့ပဲထင်တယ်ဗျစာရီကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော်အဲ့အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတွေးပေါ့ဗျာနော်အမျက်ထုတ်သွားတာကတော့ဟိုဘက်ရောက်ကကလူကြီးအမျက်ထုတ်သွားတာတော့အမှန်လေးဗျာနော်အဲ့လိုင်းတော့မှဘလူကစတင်နေဆိုရလဲဦးဇင်းတို့ကတော့တိပါနေဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ကဒီပိတ်ဆောင်မှာဒီကဆက်ပြီးမှမပေါင်းတပိတ်စခန်းမှာကလေးကဦးဇင်းတို့2000နာမှာဆက်ခွင့်တပိတ်စခန်းမှာကလေးကဘသူကဘဲကိုတော့ကဘသူဘသူကဘလို့ဘလို့အမျက်ထုတ်သွားတယ်ဆိုတော့ဦးဇင်းတို့ကတွေ့ပြီးသား ဦးဇင်းတို့ကတွေ့ပြီးသားအဲ့တော့ဦးဇင်းတို့ကဝေးဝေးကနေလည်းမပေါ့ဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စကားမှာအာဘောဟာဟိုတန်းစင်တို့ဘလူတို့ဘလူလို့ဝါရထောင်အထွက်လာတော့ဘလူဖြစ်တယ်ဘလူတွေဘလူဘလူရတာမသာဦးဇင်းတို့တွေ့ပြီးသားနော်အဲ့တော့ဦးဇင်းတို့ကဝေးဝေးရလဲရှောင်းနေအဲ့တော့အချင်းချင်းနေအေးစေးစေးပြရမယ်ရာဟုတစ်ဖက်ကအမျက်ထွက်သွားတာတော့မကောင်းဘူးပေါ့ဗျာနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းပြီးတယ်ပူပူနွေ့နွေ့တီလူစစ်တင်နဲ့ပတ်တက်လာလို့ရှိရင်ဦးဇင်းကပဲရှေ့ကမမရမမရက်တီပြီးမှအမုန်းခံခဲ့တာရှေ့ကနေမမမရက်တီပြီးမှရင်ဆိုင်ခဲ့တာဆိုတာလဲမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တွေရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တွေရောအားလုံးအတီးဆုံးပါဗျာအားလုံးတော့ပါပဲဗျာ